ကမ္ဘာပေါ်ကအငြိမ်းချမ်းဆုံးသောနိုင်ငံ၅နိုင်ငံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ Today Root Crazy Eye ကနေပြီးတော့ကမ္ဘာအငြိမ်းချမ်းဆုံးသောနိုင်ငံ၅နိုင်ငံအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနိုင်ငံတွေကကမ္ဘာအငြိမ်းချမ်းရေးညွန်ကိန်း Global Peace Index အရရွေးချယ်ထားတာဖြစ်ပြီးတော့နိုင်ငံရေးလူမှုရေးစီးပွားရေးနဲ့လုံခြုံရေးအခြေအနေတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။ နံပါတ်1 Iceland နိုင်ငံကမ္ဘာပေါ်မှာအငိမ့်ချမ်းဆုံးနိုင်ငံဖြစ်တဲ့ Iceland နိုင်ငံဟာကမ္ဘာအငိမ့်ချမ်းဆုံးနိုင်ငံအဖြစ် နှစ်ပေါင်းများစွာရပ်တည်နေပါတယ် Iceland နိုင်ငံဟာလူဦးရေနဲ့ပါလာပေမဲ့ပညာရေး၊ကျန်းမာရေးနဲ့လူမှုဖူလုံရေးစနစ်တွေကထိတ်တန့်မှ ရှိလို့နေတာလည်းဖြစ်ပါတယ် ီးတော့ရာဇဝတ်မှုနှုန်းလည်းမရှိသလောက်အလွန်နေပါပြီးနေထိုင်သူတွေကလည်းအင်မတန်ကိုငိမ့်ချမ်းတာယာလာတာကြောင့်ကမ္ဘာလက်ခီးသွားတွေရဲ့မျက်စိချစရာနိုင်ငံတစ်ခုလည်းဖြစ်လို့နေပါတယ် နံပါတ်2နယူးဇီလန်နိုင်ငံကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံအဖြစ်နံပါတ်2နေရာမှာရပ်တည်နေတာကတော့နယူးဇီလန်နိုင်ငံပဲဖြစ်ပါတယ်နယူးဇီလန်နိုင်ငံကတဘာဝပတ်ဝန်းကျင်နဲ့လူမှုရေးငြိမ်းချမ်းတည်ငြိမ်မှုတွေကြောင့်ကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံတွေထဲမှာပါဝင်လျက်ရှိပါတယ်နယူးဇီလန်နိုင်ငံကတောင်ပစိဖိတ်သမုဒ္ဒရာမှာတည်ရှိတဲ့ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီးတော့မြောက်ကျွန်းနဲ့တောင်ကျွန်းဆိုပြီးတော့ကျွန်းကြီးနှစ်ခုပါဝင်ပါတယ်နယူးဇီလန်ကတဘာဝအလှအပရှုခင်းတာယာမှုနဲ့ရှင်ချင်းမှုစုံလင်မှုတွေကြောင့်ကမ္ဘာလက် ခီးသွားများအထူးစိတ်ဝင်စားရာနေရာတစ်ခုလည်းဖြစ်ပါတယ်။တောင်ကျုံးမှာရှိတဲ့တောင်တက် app ကဆိုရင်တော့နာမည်ကျော်တောင်တန်းတစ်ခုဖြစ်ပြီးတော့နှင်းဖြူဖွေးဖွေးတွေနဲ့ရေကန်မြင့်များစွာရှိပြီးတော့တောင်ပေါ်ကန်ကနိုင်ငံရဲ့အကြီးဆုံးရေကန်ဖြစ်ပြီးရေကူးခြင်းငါဖန်းခြင်းနဲ့ရေလိုင်းစီးခြင်းကဲ့သို့သောအားကစားရီအတွက်ထင်ရှားလာပါတယ်။ဒါအပြင် Island Canche နဲ့ Coromandel Canche တို့ကဆိုရင်တော့လာပါတဲ့အသေးတောင်ပြင်တွေနဲ့ ်တန်ရှင်နဲ့ရေရီကြောင့်နာမည်ကြီးကြပါရယ်လူဦးရေ9သန်းခန့်သာရှိပြီးတော့လူဦးရေအများစုကမြို့ပြတွေမှာနေထိုင်ကြပြီးအဓိကမြို့တွေက Auckland, Wellington နဲ့ Christchurch တို့ဖြစ်ကြပါရယ်နယူးဇီလန်နိုင်ငံကစိုက်ပျိုးရေး၊မွေးမြူရေးနဲ့ခီးသွားလုပ်ငန်းတွေအပေါ်အဓိကထားပြီးစီးပွားရေးလုပ်ငန်းလျက်ရှိပါရယ်ဒါအပြင်နှုတ်ထွက်ပစ္စည်းတွေသုံးမွေးနဲ့ဝိုင်းတွေထုတ်လို့ရမှာကမ္ဘာအဆင့်မီရာကြောင့်ထင်ရှားလာပါရယ်နံပါတ်3ပေါ်တူဂီနိုင်ငံ ကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံအဖြစ်နံပါတ်1နေရာမှာရှိနေတာကတော့ပေါ်တူဂီနိုင်ငံပဲဖြစ်ပါတယ်ပေါ်တူဂီနိုင်ငံကဥရောပတိုက်ရဲ့အနောက်တောင်ဘက်မှာတည်ရှိပြီးတော့စပိန်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါတယ်ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအခြေအနေတွေကြောင့်ထင်ရှားလာပြီးတော့ဒီနိုင်ငံကခီးသွားလုပ်ငန်းအတွက်လူကြိုက်များပြီးတော့လူနေမှုအဆင့်တန်းကလည်းမြင့်မားလာပါတယ်။ကမ္ဘာကျော်ဘောလုံးသမားခရစ္စတီယာနိုရော်နယ်ဒိုရဲ့မွေရက်နိုင်ငံဖြစ်တာနဲ့အညီခြေတော်မြန်မာတွေနဲ့တိတ်ပြီးတော့မဆိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ေါ်တူဂီနိုင်ငံဟာတမိုင်းကြောင်ကျွဲဝပြီးတော့ရှင်ချီမှုနဲ့တဘောအလားပါတွေကြောင့်ကဘာလက်ခီးသွားတွေအထူးစိတ်ဝင်စားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ပေါ်တူဂီနိုင်ငံရဲ့မြို့တော်ကတော့ Lisbon ဖြစ်ပြီးတော့နိုင်ငံရဲ့အနောက်ဘက်ကေယူရဲမှာတည်ရှိပါတယ်။ Lisbon ကတမိုင်းဝင်အဆောက်အုံတွေလှပတဲ့ရှုကင်းတွေနဲ့စီကားတဲ့ရင်ချီမှုတွေကြောင့်ထင်ရှားပါတယ်။ပေါ်တူဂီနိုင်ငံမှာလူဦးရေ၁၀သန်းခန့်နေထိုင်ကြတာလည်းဖြစ်ပါတယ်။ နံပါတ်၄ဩစတြေးလျနိုင်ငံကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံအဖြစ်နံပါတ်၄နေရာမှာရှိနေတာကတော့ဩစတြေးလျနိုင်ငံပဲဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံကဥရောပတိုင်းရဲ့အလယ်ဘဟုမှာတည်ရှိတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့တဘာဝအလားအပသမိုင်းကြောင်းနဲ့ရှင်ချင်းမှုတွေကြောင့်ကမ္ဘာလက်ခီးသွားပြီးအထူးစိတ်ဝင်စားရနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဩစတြေးလျကဥရောပရဲ့သမိုင်းဝင်နိုင်ငံတစ်ခုဖြစ်ပြီးတော့ဂီတနဲ့အနုပညာတွေမှာထင်ရှားတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံရဲ့မြို့တော်ဟာဖီယန်နာဖြစ်ပြီးတော့နိုင်ငံရဲ့အရှေ့ပိုင်းမှာတည်ရှိပါတယ်။ ဖီယနာမျိုးကကဘာကျော်ဂီတပညာရှင်ကြီးမိုးဇန်နဲ့ဖီသိုဗင်နိုရဲ့နေထိုင်ခဲ့ရာမျိုးအဖြစ်လဲတမိုင်းမှတ်တမ်းဝင်ထားပါတယ်ဒီနိုင်ငံကနိုင်ငံရေးတည်ငြိမ်မှုနဲ့လူမှုရေးဖူလုံရေးစနစ်တွေကြောင့်ငြိမ်းချမ်းရေးမှာထိတ်တဲမှာရှိနေရပဲဖြစ်ပါတယ်နံပါတ်က ဒိမတ်နိုင်ငံဒိမတ်နိုင်ငံကကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံတွေထဲမှာပါဝင်တယ်လို့ငင်းချင်းကြီးမှလည်းထိတန်းမှရှိနေတာကြောင့်ကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံအဖြစ်နံပါတ်9နေရာမှာပါဝင်လာတာပဲဖြစ်ပါတယ်ဒီနိုင်ငံရဲ့လူမှုရေးစနစ်ဟာမြန်မာပြီးတော့ပညာရေးနဲ့ကျန်းမာရေးစနစ်တရားလည်းကမ္ဘာထိတန်းမှရှိလို့နေတာဖြစ်ပါတယ်ပရိသတ်ကြီးတွေဒါကတော့ကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံ9နိုင်ငံအကြောင်းပဲဖြစ်ပါတယ်ဒီနိုင်ငံတွေကလူနေမှုအဆင့်အတန်းလုံခြုံရေးနဲ့လူမှုရေးတည်ငြိမ်မှုတွေကြောင့်ထင်ရှားလာပါတယ်အဆုံးထိကြိရှိပေးခဲ့ကြတဲ့အထွတ် တ်လည်းပြည်သက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။